အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့အောက်တိုဘာလ17ရက်နေ့စနေနေ့အတွက်နောက်ဆုံးရမူရဝေဒါခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်မင်္ဂလာပင်းနေအော်မှာဖြစ်ပေါ်နေတဲ့လိဖိယာနယ်ရဲ့ဝင်ရဲအရှင်ကြောင့်မုတ်တုံဆုတ်ခွာချိန်နောက်ကျနေပြီးနိုင်ငံတော်မှမိုးနောက်ကလာမိုးဆက်လက်ရွာသွန်းနိုင်တဲ့အခြေအနေဖြစ်ပေါ်နေပါတယ်ဒီကနေ့အတွက်မူရတုံမူခန့်မှန်းချက်တွေကိုပြောရရင်တနင်္လာရီတိုင်းမှာနေရာနှက်ပြမူရနိုင်ပြီးရှမ်းပြည်မြောက်ပိုင်းကရင်မွန်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာဆက်စိတ်မူရနိုင်ပါတယ် ရှမ်းပြည်တော်ပိုင်းနဲ့အရှေ့ပိုင်း၊ကချင်ချင်းမန္တလေးတိုင်း၊စကိုင်းတိုင်းအောက်ပိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာတော့နေရာကျကျမိုးရွာနိုင်ပြီးရခိုင်၊ကရင်နီ၊မကွေးတိုင်းနဲ့နေပြည်တော်တို့မှာတော့နေရာကွက်ကြောင်မိုးရွာနိုင်ပါရဲ့ရှင်။ဒေသအလိုက်အထူးခန့်မှန်းချက်တွေအနေနဲ့ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ဖျားသုံးစုဒေသ၊ဗိတ်တနင်းသားကြီးကြားနယ်စပ်တစ်လျှောက်ဖြစ်တဲ့ကလေးအောင်ရေဖြူဒေသတွေနဲ့ရေတဝဲဘိတ်လမ်းမကြီးတစ်လျှောက်မှာမိုးတင်းတင်းကနေနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကော့ကရဲ၊ကြာရင်စိတ်ကြီး၊ပိုက်ကြုံ၊လိုက်ပွဲ ကြောက်ကြီးဘောဂလိပင်လောင်နောက်တရားကလောမိုက်ကိုင်ခံပတ်တွန်းစံဖလန်ဟာခကလေးတီးတိတ်လန်တျောင်းနဲ့တောက်ပေါ်ဒေသတွေဖြစ်တဲ့အန်ငဖေချာယူမတောက်ပေါ်မှာတော့မိုးတင့်တင့်ရွာနိုင်ပါတယ်။ကပလိပင်လေပင်နဲ့ဘင်္ဂလားပင်လေရောတောက်ပိုင်းမှာမုတ်တုတ်လေအားနေငယ်ကနေအားတင့်တင့်သာရှိနေပါတယ်။မြမပင်လေပင်မှာလိုင်းနေငယ်ကနေလိုင်းတင့်တင့်ရှိနိုင်ပြီးလိုင်းအမြင့်၄ဘေကနေ9ဘေခန့်တည်ရှိနိုင်တာကြောင့်ပင်လေခရီးသွားတွေနဲ့ကဏီကံဝေးရေလောက်တာတွေအတွက်စိုးရင်ပွဲချင်းနေမှာတော့မရှိသေးကြောင်းတည်င်းကောက်ပါရပါရဲ့ရှင်။ ရင်းလာပင်လေအော်ကလေးဖြာနယ်ရဲ့ဝန်ကြောင်းမုတ်တုံဆုတ်ခွာခြင်းဟာနောက်ကျနေခဲ့ပြီးအော်တိုဘာလကုန်ပိုင်းမှာနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံအတွင်းကနေအပြည့်သက်ဆုတ်ခွာပြီးအရှင်းမြောက်လေတွေဝင်ရောက်လာနိုင်ပါတယ်။အင်းရတဲ့ဆောက်ရသည်ကိုရောက်ရှိဖို့အတွက်ရက်နေငယ်ဆောက်ဆံရဖို့ရှိနေပါတယ်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနိုင်တာကြောင့်ကျွန်တော်တို့ CJ Platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပေးဖို့မြင့်တရရခံလိုပါရရှင်။ စင်ဂျီဘလက်ဖောင်ရဲ့မူလဝေဒခံမှန်ချက်တွေကိုကြီးစုနားဆင်ပေးခဲ့ကြသူအားလုံးတဘာဝဘေးစစ်ဘေးတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျွန်မစင်ဒီကဆုတောင်းပေးပါရရှင်။မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မူလဝေဒနဲ့ရည်တူဖြစ်စဉ်တွေကိုလည်းကွန်မန့်မှာရေးသားမျှဝေပေးခဲ့ကြပါဦးရှင်။